ဆရာကြီးဥတုခရဲ့ဓမ္မကထာစာပေကဣဇာအုတ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်ပြုလိုက်ပါရှင်။ဒီပိုင်းမှာတော့အော်မိဘဆိုတာလေးကိုတင်ဆက်ချင်ပါရှင်။ဆရာဝန်ဒေါက်တာတရင်ပြန်သွားဒီမှာနှစ်နာရီလောက်ပဲရှိသေးသည်။ဒေါက်တာတရင်ပညာစေတနာနှင့်ဆွဲကိုညခင်ယခင်ကလေးကအတွင်းတည်ဖြစ်သည်။ ယခုလည်းအစွမ်းကုန်ကြိုးစားနိုင်နေမြတ်အထွတ်ထိပ်ရအောင်အနည်းနည်းပုံပုံကြိုးစားသွားကြောင်းဆိုတော့မသိပေမဖြစ်လိုပြင်းလေပြင်းအင်္ဂလိပ်တွင်တွင်ပဲနဘူးကချွေးတစီစီပေါက်လာအောင်ကြိုးစားရှာပေသည်ဒီတို့တော့ယခုအချိန်နေရဆိုရင်အပြားပေါ်မုံကြီးစီကလေးတင်ထားသလိုသူ့သားကလေးဂျူကာဤတရေရှင်ရေတက်တဲကလေးအချိန်တော့ရောက်ခဲ့ရလိမ့်ပြီဒေါက်တာတာရင်ကတော့စကားများများပြောမသွားစင်နိုင်လောက်ကမိုးရဲနေတဲ့မှာပဲပြန်သွားသည် သူ၏မျက်နှာထားကိုမြင်လိုက်ရခြင်းဖြင့်ထိုခောက်သည်ဂျိုကာကလေးအတွက်မြခင်တို့အိမ်သို့လာရခြင်းနောက်ဆုံးခါဟုကောင်းစွာရိမ့်မိနိုင်သည်ဒီလိုဆိုရင်ရှာဝင်တာတွင်လက်လျှော့သွားပြီပေါ့ဒေါက်တာတာရင်းပညာစေတနာနှင့်ဇွဲကိုမြခင်ယခင်ကလေးကအတွင်သည်ဖြစ်သည်ယခုလည်းစူးစမ်းနိုင်တယ်များအထွတ်ထိပ်ရအောင်နီးနီးပုံပုံစူးစမ်းသွားကြကြတော့မသိရမဖြစ်ရှာဝင်ကခက်ပုံပုံတော့ပြောသွားသည်ဒီကနေ့ညအရေးကြီးတယ် လက်ပြန်မနဲ့တော့ဆရာလာခဲ့ပါအောင်မယ်လေထိုစကားကိုတည်တည်ချာချာဆန်းစစ်ကြည့်လိုက်တော့လက်ပြန်မနဲ့တော့ဆရာလာခဲ့ပါအောင်မယ်လေတဲ့လက်ပြန်မနဲ့ဆရာလာခဲ့မယ်ဤလိုပြောဖို့ကောင်းပြီဤသို့မဟုတ်ရင်လည်းအစိုးရင်ကြီးမေပါနဲ့မြရဲ့လက်ပြန်မနဲ့တော့ဆရာလာခဲ့ပါအောင်မယ်ဟုတ်လားဤလိုစကားသာမြခင်ကကြားလိုက်ခြင်းဒီယခုတော့လေဆိုတဲ့နောက်ဆုံးစကားဒီအာရစရာဘယ်တဲ့ကွယ်မှမရှိ ဤသို့မဟုတ်ရင်လည်းဇိုးရင် ကြီးမိပါနဲ့မြရဲ့လက်ပြန်မနဲ့တော်ဆရာလာခဲ့ပါအောင်မယ်ဟုတ်လားဒေါက်တာတာရင်ဆိုတော့ဒေါက်တာတာရင်မှာပညာတော်သလောက်သဘောဖြောင်သည်စကားကိုတော့ပြည့်ရမတုံဝိဒနာကိုသာပြည့်ရမျိုးမျိုးနဲ့တမျိုးပြီးတမျိုးကုတတ်သည်လူနာကိုသာကြီးဥဆိုင်သည်လူနာရှင်ပင်ကိုတော့ပူကြကြတို့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 ပြောတတ်သည်ကိုမြခင်စဉ်းစားမိသည်သူစကားမှာအလွန်အလွန်တက်ကြွသောဘေးရင်ဆရာကြီးတဆူကဲ့သို့ မခံချင်းလို့လဲသေးသေးမှမိမှဖြင့်မြှွေလည်းမဟုတ်ခြောက်ွေလည်းမဟုတ်ဒုံးဒီကျဲလိုစကားမျိုးသာဖြစ်သည်ယခုမှသာမြခင်ပြိကျေဝါဒုက္ခဒေါမနတာတောကရီကိုလူရင်းဖြစ်သည့်အားလျော်စွာမကြည့်ရမရှုတာ၍ခက်ဖာပါပြောသွားခြင်းဖြစ်ကြောင်းမြခင်ကောင်းကောင်းကြီးရိပ်မိနိုင်သည် သူဆကုနေလို့အသက်ရှင်ဘက်ပါလာမယ်ဆိုခုနှစ်ရက်ခုနှစ်ညအနာကမချဘဲကုတဲ့တဲ့လူကြီးပါဟုတ်လားဟုတ်လား ထက်ပါစကားများမှာမြခင်ပစံမှာဖက်ပေါ်လာသောစကားများမဟုတ်လုံနောက်ထဲမှာပြင်သူမထုတ်ပဲတွေးလိုက်ခြင်းများသာဖြစ်သည်ဒါတော့မှဆုံးအောင်ဆက်မတွေးဝင့်ဇွဖြတ်ပြလိုက်ရသည်မြခင်ဒီကြောက်ကြောက်နေမှန်မှန်ကြီးစိတ်နေသောနိုင်ငံ့နာယီကြီးကိုကြောက်ကြောက်ရွရွနဲ့မျက်စိခိုးကြည့်လိုက်မိသည်နိုင်ရက်တဲ့နှချောင်းစလုံးအပေါ်ကိုထောင်၍၎င်းချိန်တို့ညွန်ပြမိကြသည်ဂျိုကာကလေးသည်ထွက်သက်ဝင်သက် လေကရဲ့ရဲကလေးဖြင့် သူ့တက်ကိုသူဆက်နေရရှာတကယ်သူအနာဂမခင်တွင်လည်းမမြင်ရသောတေမင်းနှင့်စိတ်ခင်းနေရရှာသည်ဒီထဲတွင်သူစိတ်နှင့်လည်းသူတစ်ဖက်ကနဗန်းလုံးနေရပြန်သေး၏မမြင်စကားမနိုင်စကားယန်သူကနှစ်ယောက်တောင်မှဖြစ်ဒုကတေမင်းဒုကသူ့နှလုံးသားတွေကမခံနိုင်အောင်တောင်းချမ်းနေသည်စိတ်တို့တွင်ဂျိုကာကလေးအသက်ရှူတဲ့မှာပိုး၍မိလာယုံများမကမြန်လဲမြန်လာပါသည်တို့ချင်းရမှာအသက်ရှူ၍ဘဝတော်အကြောင်းဖြစ် အိမ်ပြင်ဘက်သို့ကြည့်လိုက်စမ်းပါဦး။မိုးသက်တွေကလည်းပြင်းလိုက်လေ။တဲတဲမဲမဲရွာရုံသာမဟုတ်သေး။လေးကလည်းတဝောဝဟိမ့်နေပြန်သေး။ဂျိုကာကလေးရဲ့တက်ကိုပွဲတော်တန်ရန်ဒေမင်းကရှေခေါပနီဟစ်ကျွေး၍ဒီလာကြသလိုထင်စရာကောင်းသည်။အနေစာအမြင်မရှိ။တတဝါဆိုရာတင်္ခါရလောကသုံးပါးစလုံးတင်္ခါရပုတ်ပါသည်။မြခင်လည်းတိဘူးကြဘူးပါသည်။ပြောတော်လွဲ့လွဲ့ကလေးဟော်တီပေါ်စာရှိလိုက်လေ။ ိုတင်ခါရထိုနှိမ့်စာတန်းကိုမြခင်တော်ယခုပတ်ပင်းမှာမခန့်နိုင်ရှာသူ့သားကလေးအသက်မဝတဝါရှူးနေသည်ကိုမြင်နိုင် သူ့ဝင်သက်ပါအမရနိုင်အောင်ဖြစ်လာတော်သည်သူ့သားကလေးယင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ်လို့သူ့အသည်နှလုံးတွေလည်းဖုတ်လိုက်ဖုတ်လိုက်ဖြစ်လာတော်သည်ကြာကြာသာဒီလိုခံစားနေရင်အသည်နှလုံးဆိုတာတစ်လုံးပြီးတစ်လုံးဖုတ်ခနဲ့ဖုတ်ခနဲ့စင်တိုက်ချွေကြတော်မီသူ့သားအမေမီသည်စိတ်မချမ်း ဤစကားကိုမြခင်ခဏခဏတုံမှုသည်မြမစကားဖြစ်၍မြခင်နားလည်ခဲ့သည်ဟုအထင်ကြီးမိသည်ဆင်စင်မာရောမြခင်ယခုမှထိုမြမစကား၏အထိပ္ပယ်အမှန်ကိုဧကံဧကတိလိုက်ရတော်သည်စိတ်မချဆိုသည်မှာလေချောင်းဝသူတက်လာသည်စိတ်ကိုဝမ်းထဲသို့ရအောင်ချလို့မရဥပမာသဘောရာဘူးပန်းကို ရေတွေနှစ်တကဲသို့တဆင့်မှမရ ရေပေါ်သို့သာတက်၍တက်၍ကြွလာတော်သည်ကျူကား ကျိုကတာအိုးသားရဲ့ဧဒလိုတန်ကုန်ဟိရင်တာဟစ်အော်လိုက်ခြင်းဒီသူ့ရင်သွေးကပက်လက်ကလေးမရှူနိုင်မရှိုင်နိုင်ဇောနဲ့နစ်နေဒီကိုတော့မကြည့်ရသို့တော့ကြည့်မနေ၍လည်းမဖြစ်သေးဂျိုကာကိုအမည်ပေးထားဒီမှာထဲတော်ထဲကဂျိုကာကိုအားကြ၍အထင်ကြီး၍သူ့သားကလေးကိုသူကင်မွတ်တတ်ထားခြင်းမဟုတ်သူ့တသက်တာရင်ပျော်စရာကောင်းဆုံးသောဆွမ်းကိုပေးနိုင်သူတစ်မျိုးတည်းသာဖြစ်ခြင်းကြောင့်ဖြစ်ခဲ့သည်ဒါတို့ယုတ်ကြီး တီတာမီသာရေကြီးချမ်းမြာတပေါက်ကြကမိပါရဝန်းငိမ့်စတဲ့ဤစာကိုလည်းမြခင်ကြပူပါသည်ဒါပေမဲ့ဒီအိဘယ်ကိုရှေရှေဝေးဝေးတွေးမနေနေမနေသူသားကိုချစ်တာကတော့သူ့ဝဲနာသူသားတည်တယ်လို့မြခင်သာတည်ဆုံးအိမ်မှုဝေယဝိစလင်းမှုရေးရာစီးပွားရေးရာလောကကြီးအတွင်းတွင်ရေးရာပေါင်းအသင်ချင်းနေ့စဉ်မြတ်ပုတ်နေခဲ့ရသည့်ကြားကခြေကလေးကာယလက်ကလေးကာယ စကားကလေးဝဝဝနဲ့အသေးဆွဲအောင်လောက်ပြတဲ့ဒီနေ့ကစာရွေးပျော်ကြီးပျော်အောင်သူကတယောက်တည်းကမြခင်ကိုပျော်တော်ဆက်ခဲ့သူဖြစ်နေသည်လောကမှာပြောကြတာတခုရှိသေး၏ယင်သွေးဟူသောချင်မဝလောကအလုံးသားသမီးကိုမုန်းသည်ဟုထုံရှိ။အိုးဘမုန်းရောမမုန်းတာမှဟုတ်ပါပဲကလားချစ်ချလိုက်တာမှနှစ်လိုသာနေပြီးမမုန်းရောမမုန်းတဲ့စိတ်ဟာဘာသာမရွေးအမျိုးမရွေးရွယ်မရွေး ပို့ကိုဘေးမပေါ်စေတဲ့တတဝါတိုင်းကိုမမုန်းပေဘူးပေါ့မမုန်းဖို့ဟာအလွယ်ကလေးရဲ့တောင်းကလေးကြတော့ဘာသာမရွေးမျိုးမရွေးအရွယ်မရွေးဆိုတော့တဲ့တတ်ပေတတ်တာထဲမှာချထားပြီမရညခင်နှလုံးကြားထဲမှာသာအစင်မြဲရှိနေတော်သည်ညခင်ရဲ့တွေးကိုကလေးကလှန့်လိုက်ပြန်သည်ချောင်းကလေးတဟုတ်ဖို့ဆိုလိုက်သည်မှာကိုလေးပါတက်သွက်ခါ၍သွားရှာသည်မျက်လုံးကလေးပြေးနေရကတက်ကိုအာယူ၍မျက်လုံးကလေးပြူလာခေခေရင်ရင်ရှူးနေပြန်သည် တို့နေလဲအမရမျက်နာကလေးပင်မော့၍အစွမ်းကိုကြိုးစားအထုတ်ကအသက်ကလေးတစ်ချက်နှစ်ချက်ဆက်ရှူရနိုင်အောင်ပြင်းမှန်းနေလိုမှချ၍ခုံပစ်လိုက်ခြင်းအားမြခင်ထိခိုက်နေရသည်ထို့နောက်တစ်ဖြည်းဖြည်းချောင်းဆူရက်သွားတော်သည်ငြိမ်တစ်ချက်ငြိမ်ပါပြန်သည်သူသာငြိမ်သည်အသက်ရှူတန်နေအချိန်ကတော့ပူ၍မြန်ပူ၍မြည်လာပြန်သည်ဂျိုကာမှာကူးကွယ်ရမရှိကဲနိုင်မိသူလည်းမရှိမကဲနိုင်ဘဲနဲ့ အနာကထိုင်ကြည့်နေရသောမိမိဖြစ်ကိုကမြခင်ဆက်ဆုပ်လာမိသည်သူတက်နိုင်ဆုံးကတော့လက်ကလေးတွေခြေကလေးတွေကို ဆောင်းထဲမှာနှွေးနှွေးထွေးထွေးဖြစ်အောင်ပြုပြင်ပေးရခြင်းမျှတာဖြစ်သည်ဒါတောင်းမှဤလိုလုပ်ပေးရခြင်းကြောင့်သူသားကလေးဖို့တောင်းနေမကောင်းသည်ကိုတက်အံမသိမကောင်းတာလုပ်ပေးမိမှဖြင့်အကျိုးနေရကြည်ကြားဖူတာတော့ရှိသည်ဒီကနေ့လူများရင်နာခံရတာတော့အတော်ဝင်လေးတည်းတယ်။အိုးဒါဖြင့်အမေဘယ်လိုဟာ ။ဟုတ်ပြီရတော့မှလည်းသားရဲ့။ငါသားတက်တာမိဘအမှလည်းဘယ်လိုမှလည်းမလုပ်တတ်တော့ဘူး။မြခင်ဒီဤလိုသာစိတ်တွင်းကပြော့ပြလိုက်မိသည်။ကလေးပါနောက်ဆုံးချမ်းဆိုးပြီးကလေးကလုံးလုံးကြီးငြိမ်ကြသွားပြီးအသက်ပေါင်းဆွဲနှုတ်သွားသလိုဖြစ်နေလေသည်။မျက်နှာလေးမှာဆိုးပြဲ၍မတည်တက်စပွဲဖြူဖက်ဖြူရော်ဖြစ်လာ၏။မြခင်ဒီသားကလေးကိုမဆန့်ဝင်ဝင်ဒီကူကဇွတ်တူရေးစမ်းကြည့်မိလိုက်သည်။နှွေးတယ်လို့လို့အေးတယ်လို့လို့အတွေ့ကို ခံစားနေရ၏ မြခင်လက်ကအကြောင်းလို့၍အေးပြီးခလိတာကနှွေးနေတာလားဒါမှမဟုတ်မြခင်သားကနှွေးပြီးခလိတာကအေးနေတာလားဟုရောင်းကနေအမှန်ကိုမသိလားအောင်အုံနောက်တွေခြားခြားလဲသွားလေသည်မြခင်လက်တကနာချင်းဟိုပြေးခြင်းသလိုလိုဒီပြေးခြင်းသလိုလိုကနာမငင်အောင်ဖြစ်သည်မငင်ယုံမြမဟုတ်တောက်ရှားလုံးအားကြီးလာသည်အေအောင်ကိုယူပြီးကြိုကင်းရှာဒုံပြေးလိုက်ရင်တက်တာကောင်တက်တာမီးဟုထင်လိုက်မိသည်ဒါပေမဲ့မြခင်အားတွင် ညကင်ကိုရင်းမှာသွေးစင်းရှင်ရှင်တွေသည်တဏှာရာကပောက်ရင်တရဟောယူဖိတ်နေတယ်လို့ခံစားနေရပြန်တော့သည်ထို့နောက်သူ့ပြိဒေဝကိုသူစဉ်းစားလိုက်မိပြန်သည်อืมဒီဒုက္ခတွေကငါလင်ယူမိလို့လင်ယူမိလို့လင်ယူမိလို့ခလေးမွေးတယ်ခလေးမွေးလို့ငါပူရတယ်ဟုတ်ဘယ်သူကခလေးမွေးခိုင်းတယ်လဲဘယ်သူကလင်ယူခိုင်းတယ်လဲဟုတ်တယ်ဟုတ်တော့ဟုတ်တယ်အစတော့ငါတော့လင်းသာလို့ချင်းယုံမဲရှိတယ်တောက်တော့မ ကလေးရဲ့လို့ကိုဝင်းနဲ့လို့လို့ဖြစ်လာ။အိုးလွယ်ကလေးရဲ့လို့လို့ဖြစ်လာတာကိုနုနုကလေးကလည်းဖြက်စီပစ်လိုက်ပါတော့တဲ့။အလကရုပ်ရှင်တံပြက်ဝင်းလေးခံပြီးကုလာလုံးလုံးတဝင်းတဖို့ခံခဲ့ရသလား။ဒီထဲမှာစရှောင်ရတာကလည်းရှိသေးတယ်။နေတိုင်းစင်ကျင်ရတာကလည်းရှိသေးတယ်။အဲ့ဒီကိကထာတွေကကိုကျမ်းမာဖို့လည်းမဟုတ်ကို ချမ်းသာဖို့လည်းမဟုတ် သူကြီးပွားတဲ့ထဲကြီးပွားပြီးတနေ့တခြားအပူပေးရအောင်လာတဲ့တတ္တဝါကလေးမှမစင်းစားမိဘူးလား ။အိုးဒီလိုလဲပဲဟုတ်ပါမလဲ။ဘယ်လိုမဟုတ်တာလဲ။ဘယ်လိုမဟုတ်တာလဲတော့မသိဘူး။မြခင်ဒီသူ့မိကိုသူ့ဖြေနေပြေးလဲအောင်ဖြေနိုင်စွမ်းအင်မမြင်ရှာပြီ။တို့ကဲ့သို့ပြေးလဲအောင်မဖြေရှင်းနိုင်လင်ကစား။နလောကလုံးဘဲမကြည့်ကြည့်။သူ့လိုတန်းခံကြသည်ပေါင်းပါတွေကိုတော့နှံ့ပြမြင်နေရသည်။လူတွေလား။အိုးလူတွေဆိုတာကဘလို့ဖြစ်ဖြစ်ထိတတ်သောပညာကျင်နာတတ်သောသဘောတရားစဉ်းစားဆင်ခြင်တတ်သည့်ဆင်ခြင်တုံကြောင့်မခုံမင်းလောက်သေးပါဘူးဒါဖြင့်ဘလို့ဟာတွေလဲ လူတွေထက်ယုံညံ့သည့်ခွန်အားနှင့်အသာအသေးသာအသုံးဝင်သည်ဟုမလောကလုံးကဆုံးဖြတ်ထားကြတဲ့ဒရိဆန်တွေပေါ့ဒရိဆန်ဆိုတာဘာအဓိပ္ပာယ်လဲစာချင်းအိတ်ချင်းမေထုံမီဝဲချင်းဆိုတဲ့အလိုသုံးခုသာတည်တတ်တဲ့အကောင့်တွေပေါ့အဲ့ဒီအကောင့်တွေတောင်သူတို့သားကိုသူတို့ဖျက်ဆီးခြင်းဒန်လို့အောင်တကူကောင်းကြံခြင်းမရှိကြဘူးလေသူတို့ဘသားကိုသာစားမြိုတတ်တဲ့တတ္တဝါဒရိဆန်တွေတောင်ကိုယ်သားအတွက်တော့ကိုဂရိကထာနဲ့အနုနာခံပြီးကြီးဝအောင်ဆောင်ရှောက်လာခဲ့ကြတယ်မဟုတ်လား ဒါတောင်အလိုသုံးခုတည်းတည်တတ်တဲ့အကောင့်တွေမဟုတ်ပေါ့လူတွေလိုအခုပေါင်းအရာထောင်တည်တတ်တဲ့စားတဲ့ကဆိုဘယ်ပြောွယ်ရှိတော့မလဲဒါပြင်လည်းကို့ဝါကို့ခံလေခံမဲခံမဲငါမတည်မချင်းခံသွားမယ်မြခင်ဒီငါရွေးစင်းစားနေရကဇက်အန်တီတော့မှတစ်ဖက်သို့တက်ပြင်းချရင်စောင့်ခဲ့လိုက်မိသည်ဒုက္ခအကြမှာတိုင်းခက်နိုင်ကိုသတိပြုမိမြန်သည်နိုင်ကတော့၃နာရီ၁၅မိနစ် သူစဉ်းစားနေတာဒီလောက်ကြာသွားမှသိရသည်ယခုမှသူတကူလုံးအေးလာရမှန်တတိပြုမိတော်သည်မိုးတော်လေးလုံးခန်းထဲတွင်ရာသီကြောင့်မဲအေးသလိုသူစိတ်ချမင်းသူကိုအေးလာသလိုမသိသူပေမဲ့ဘယ်လိုကြောင့်အေးအေးသူဘူးမဆိုင်သူကယူဆလိုက်ပြီးတော့ပြမဆုံးအာယုံမှာအိယာဘောကသူသားကလေးသာဖြစ်သည်ဂျိုကာကလေး၏မျက်နှာမှာပြန်နေနေမင်ဖြစ်လာကြသည်လေသားရဲ့မတိပါမျိုးပေါ်မြခင်ဒီတကူလုံးကရှိသည်များအာရီမျက်လုံးတွင်အုံတွင်၍ ဂျူကကိုငောက်ခြင်းခလေးနှစ်ခုအရောက်သွား၍နှကန်းကလေးတင်လိုက်မိသည်ထိုနှကန်းကလေးနှစ်ခုမှာအမြင်အားဖြင့်တင်းငယ်အချိန်အဖွဲအားဖြင့်ပော့ဆာ၏တို့တော့တို့တော့ညခင်စိတ်မှာကဆက်ကြဝလားနန်းတော်ဆိုတာလားမေတ္တာဓုကြီးကျယ်၍ကရုဏာမှုလေးလံကြောင်းယုံမတန်တရားမှာမဖြစ်ထိုင်ခလေးဤသားမှာသူ့နှကန်းကလေးနှင့်ဆန့်ကြည့်မှာခန္ဓာနှွေးတွေကိုဒိဋ္ဌာသိလိုက်ရပြီဒီကင်းကလက်နှင့်ဆန့်ကြည့်မိတာတွေသည်အကြောင်းမှန်မဟုတ်မြခင်ဒီမယုံတော့ဝက် ရုံတဝက်နဲ့ပြန်၍ကိုကိုမှတ်လာပြီးမှစိမ့်စိမ့်ဝါဝါကြည့်နေပြီပြန်၏သူနန်းခင်ရသည်နှကန်းကလေးနှစ်ခုမှဂျားကလေမဝင်နိုင်လောက်အောင်ပြီးစီထားယုံနေအမယနှစ်ခုစလုံးသွားနေဖိချလိုက်သည်မျက်လုံးနှစ်ဖက်မှလည်းမျက်ရည်ဆို၍ထွက်စရာမရှိတော့အောင်ခြောက်ပြောင်းနေပြီအိပ်ပြက်ပေါင်းများစွာနဲ့အိပ်ပြက်ချခရသည်တန်တန်သည်သူ့မြေတားကလေးတစ်ပြင်းလုံးပေါ်ကအသားတွေကိုဆွဲထုတ်သွားကြသည်တို့ပေမဲ့သူမမောမပန်းငံမိတွေဝေခြင်းမဲ့ခဲ့၏ ချိန်ကိုသူကစောင့်ခဲ့ရတာလို့အချိန်ကသူ့ကိုစောင့်ခဲ့ရတာလို့မပြောတဲ့ဝေဒနာကိုသာလက်နဲ့ယူလို့ရတယ်မိကြီးခဲ့တဲ့ဖြစ်စီလက်နဲ့စုံနှံ့ရယူပြလိုက်မြို့ချအချောက်ကိုပြည့်ရမရလက်ခံမိဌာနမရှိမတွေ့ဆိုပြန်ကလည်းသူ့ပါဇက်ထဲကိုပင်လုံးလိုက်မျိုးကြီးကိုရင့်တို့တင့်ပြလိုက်ပါတော့မယ်ဒေလုံးမအပ်ကြတာကအစကြားရလောက်အောင်တိတ်ဆိတ်နေတော့ဤကလေးကိုကြည့်လိုက်ပြန်တော့အသက်ရှူတယ်မှပဲမကြားရတော့ မြခင်ကိုရိုင်းကမူသူအသက်ရှူနေမိကြောင်သူကိုရိုင်းမသိဝဲနေခြင်းနဲ့စိုးရင်ပူပန်ခြင်းတို့သည်တခန်းလုံးမှာလေးဟုံးစီးပြီးနေကြီးမြင့်ကြီးလွင့်ပါနေလိုသည်မန္တကပြင်ပမှာမိခိုးရောင်လက်လက်ကလေးသည် အခန်းတွင်ကမိရန်ကိုဝင်၍ပမာမခန့်လောက်စာပြုနေပြီမြကလေးတကောင်စနှကောင်စခြားခြားကြီးကြီးအော်မီတန်ကိုကြောက်လိုက်မိချင်ပြီမိုးတန်လေးတန်လည်းကင်းသွားပြီကိုယခုမှသတိရ၏ဟုတ်အရုံတောင်လာပါဘကောမြခင်အလွန်လွန်ဝမ်းသာသွားသည် အလွန်လွန်ရဲတင်းသွားမည် တကယ်ပြောရရင်ညာကြီးမင်းကြီးမောင်ကြီးမဲကြီးတဲ့တွင်ပိုးရိပ်ကြပြီဘိုးရွေဆိုရင်လည်းလင်းလာပြီဆိုမှတော့အသက်ဒီအများကြီးပေါ်ပေါက်ခဲ့ရသည်နောက်တစ်ချိန်ဂျိုကာကလေးကိုငုံကြည့်လိုက်သည်ဒီတခါငုံကြည့်ရသည်အချိန်မှာဘာပဲဖြစ်ဖြစ်ကြည်ဝင်တယ်လို့လို့ရှိသည်ဒိမင်းဆိုတာညမှာပဲလာတော့မလားဟုသူမှတွေးမိပေမဟုတ်တွေးတော့တွေးမိပါသေးသည်ဒါပေမဲ့မနဲ့မိုးလင်းမြင်းမြင်းထင်ထင်မှလာရင်တော့တင်တင်ရှာရှာမှုအကျိန်နဲ့ခုခံနိုင်အောင်တော်မလို့လို့သူ့စိတ်ကသူ့ကိုလိမ့်လိုက်ချင်းမျှဖြစ်သည် ထို့ကြောင့်တဖြည်းဖြည်းဆိုပေမဲ့၃နာရီလောက်ကနန်းဒီအချိန်ထက်ရဲတင်းလင်မြန်စွာဂျိုကအီနှစ်ဖူးကိုနှခမ်းနှင့်နန်းကြည့်လိုက်နှွေးနှွေးကလေး၃နာရီချိန်လောက်ကတည်းပို၍နှွေးလာတယောင်ယောင်ဟုတ်တယောင်ယောင်ဆိုတဲ့မတင်မကြစကားကိုဖြုတ်၍ပို့ပြီးနှွေးလာပြီဟုတထိချသူ့ဘာသာသူ အတင်းဆုံးဖြတ်လိုက်သည်ဒါရင်များမဟုတ်စောစောကရင်ဘတ်ကလေးပေါ်သို့နားအံ့၍မကြည့်ဝင်သည်ကိုယခုတော့အကြည့်ဝင်အောင်တက်တည်ရှိလာသည်အသက်ကလေးတော့ရှူနေသည်ရှူနေသေးသည် တစ်ခါတစ်ခါမြန်လိုက်တစ်ခါတစ်ခါနှီးလိုက်ဟိုဘယ်လိုပဲရှူရှူရှူကျင်တယ်လို့သာရှူရှူရင်ပြီးရောဂျင်းနေပြီရင်ဘက်ကခွာရင်မျက်နှာလေးကိုတိတိကျကျကြည့်လိုက်ပြန်ပြီစောစောကပြန်နေတဲ့အယောင်ကလေးတွေလွင့်ပါ၍ချော့တော်သောနှင်းစီမျိုးကလေးအသွေးလောက်တော့နှီးလာပါပြီသုံးနာရီခွဲအချိန်လောက်ကပြန်နေတဲ့နေအဖြူမှာအမင်္ဂလာအဖြူယခုနွမ်းလျလျအဖြူမှာဘလို့ပြီးနွမ်းနွမ်းအမြင်ချမ်းသာသောမင်္ဂလာအဖြူဖြစ်၏ မိုးမင်းကြီးရဲ့မျက်မြင်လေးမှာတော့ထွက်ပါတော့မြခင်မိုးလင်းစေခြင်းဒီမှာခြားကြဟုတ်မြင်းမြင်းထင်းနေတဲ့သူ့သားကလေးကိုရင်ခွင်တွင်ဖွင့်ပြီးတင်းမင်းလိုက်မမီအောင်စစ်ကြဝလာတစ်ခြားလုံးဒုံပြေးကြည့်ပြီးဖြစ်သွားသည်ရင်ခွင်တွင်ပိုက်ပြရမယ်ဆိုလို့ငါတရိယာမိသေးတယ်950တဲကတိန်တန်နိပတ်ဇီဟာတီတာဇက်ပေါ်ပဝိလာတိုင်းအောက်ဒရပင်ဆာလာမြို့မှာပင်ဆာလာမင်းကြီးမိဖုရားရဲ့သားကလေးပေါ်ချီးဘွားဘွားကရင်ဆက်ဖြစ်ခဲ့လို့ ဒါငွေတိုင်းငွေတိုင်းလာလာစားတဲ့ဘလူးမကြီးဟာအဲ့ဒီကလေးကိုလည်းစားဖို့လာခိုးတယ်ဆိုပဲအဆောင်ရှောင်နဲ့ဆရာမတွေကဘလူးမလာခိုးတာသိတော့တင်းလိုက်ကြတယ်ဒီလိုလိုက်လို့တတိုင်းနဲ့မစားနိုင်တဲ့ကဘလူးမကကလေးကိုရင်ခွင်ပိုက်ပြီးယူပြရတာပေါ့အဲ့ဒါလို့ရင်ခွင်ပိုက်ပြီးပြရတဲ့ကကလေးကနှုတ်ပြီးဘလူးမရဲ့နှုတ်ကိုသူ့မေနှုတ်မှန်တယ်ဆိုတော့တာပါပဲအဲ့ဒီခါမှာဘလူးမကလည်းနှုတ်ကိုမချွတ်နိုင်ချွတ်လိုက်လို့ကလေးကိုရင်လိုက်လာတဲ့လူတွေအတန်ပေးခေါ်တယ်လို့ဖြစ်သွားမှာဆိုတဲ့အတွက်ငြိမ်ခံပြေးနေရတာပေါ့ အဲ့လိုပြင်းလို့လူတွေရဲ့ဘေးရန်ကင်းတဲ့နေရာလဲရောက်ကြရောသူ့အတန်နဲ့ရင်ပြီးဖိုးပြေလာကြရတဲ့အစားကိုမစားရတော့ပဲတားရမြကြည်ရရှာပါလိရောဟင်းဒါတောင်ဝမ်းနဲ့မလွယ်ပဲသူ့သွေးဖြစ်တဲ့နှုတ်ကိုလက်မှာစို့သွင်းလာခဲ့တဲ့အကြောင်းကြောင့်ဒါကြောင့်ငါသားကြိုကကလေးတွေငါပူရတာငါပူထိုက်တယ်ပူတဲ့နေဟိုနောက်လဲပူရအောင်ပါပဲမြခင်စဉ်းစားနေစဲတွင်အိမ်ကောင်းရဲ့ဘက်ကအခန်းတကားကြီးတဖြည်းဖြည်းပွင့်လာတော့ကြောင့်မြခင်လက်၍တောင်းလို့သွားတော်သည် သူ့သားကလေးကိုယူပြအောင်ငါယူရဲရှင်တင်မင်းရဲ့မြမြကလေးပဲနဲ့နေသေးတယ်လေထိုတန်ကြမှာသူ့ယောက်ျားမန်းသူ့တရီရတော့ဒီအမလီနေနိုင်မှာပဲရဲ့ကိုဝင်ရဲ့တညာလုံးမြတယောက်ကဲဒါကြောင့်ငါဒါပြီးမှပြီတူမိပြီးမှဖောက်လို့ဆိုကြတာပေါ့နော်မြကဝမ်းပန်တနေငိုချလိုက်တော့ငိုဖြစ်သွားသေးဘူးမြကလည်းဟိုတညာလုံးကြားရှင်မှာပြိစိတ်ပြီးစူတောင်းနေရတာလေဒေါက်တာပြန်တော့သွားခြင်းကတော့ ရခုပဲကူတော်မယ်ကွယ်ဆိုပြီးညခင်းနဲ့ဝင်သွားတာမင်းအတိသားနဲ့ကွာမောင်ဝင်းကဝန်းနေတဲ့နေ့မင်းသားရညင်းပြောင်းအယူခံဝင်ရှာရင်မျက်စိကဂျိုဟာကလေးရှိသည့်နေရာသို့မကြည့်ရဲ့ကြည့်ရဲ့ရဲ့နဲ့လဲမင်းကြီးရှေ့ထွက်လာအောင်မျှော်ကြည့်လိုက်သည်ဟုတ်ပေသားပဲမောင်ဝင်းခင်ဗျာလက်တွင်စိတ်ပရိကြီးတစ်ကုန်းလုံးပါလာသည်သူသည်ဆရာဝန်စကားကိုအမရပြီးနောက်ဆုံးကိုယ်ပေါ်ရာကိုရှာခဲ့သည်ညရေကိုတော်ဖះပဲဖះရတော်မှာပဲဟုပြောသွားပြီး ညာခင်နဲ့ဝင်သွားခဲ့သည်ကိုမြကိုယ်တိုင်မှုန်းနေပြီးမိသွားခြင်းဖြစ်သည်ဟုတ်သည်မြခင်လင်းကိုတညာလုံးမိတ်နေမိသည်လောကပေါ်မှာတညာလုံးတော့ကိုသူသားကလေးနဲ့သူနှစ်ယောက်ထဲတာပဲဒေါက်တာခန်းနေတော်သလိုမှတ်ခဲ့မိသည်လင်းနေတာသားနေလင်းတကယ်ဆိုရင်လင်းကိုချစ်လို့သားကိုငွေကြရပါသည်ဒါပေမဲ့သားကိုရတော့လင်းကိုတာမိနိုင်ခဲ့သည် သားဆိုကြောင့်လင်းကိုမိတယ်လို့လင်းဆိုကြောင့်သားကိုဘယ်တော့မှမမိခဲ့ တားငယ်နှင့်လင်းရှင်းလိုက်တော့တားငယ်ကိုအားကိုး၍တားကိုတို့ကတညာကျင်းလာ၍လင်းကိုမိရသည်တားလောင်မှာတန်းတူအချစ်မခံရတဲ့လင်းခင်ဗျာအနာစရာပဲကောင်းသေးသည်သူခင်ဗျာလည်းသူတက်နိုင်သည့်ဘက်ကအစွမ်းကုန်ဒါရုန်ကြီးများပြည်ဒီဘကိုတညာလုံးခံစားနေရရှာပေမိယောက်ျားဆိုတာကတော့စိတ်ခံခံ၍ဖရာကိုတရီရသည်မြတ်ခင်မှာတော့မိမပီပီမျက်ရည်ကိုသာအားကိုးလျက်သူ့မျက်မှောက်တွင်သာသူ့သားကိုသူမြင်နေခြင်းကဲ့သို့တော့မြတ်ခင်တခုတော့အမျက်ရလိုက်ပြီ ိုရိကြုံ၍ကြုံရပြီကိုရိခံစားရ၍ကိုချင်းစာတရားထနိုင်ပါပြီအိုမိပါထိုစကားသုံးလုံးပင်ဖြစ်တော်သည်ဤစကားလေးမှာ သုံးလုံးတည်းကိုနည်းလို့သည်တို့ပင်မဲ့တို့ပင်မဲ့မြင့်မူတာဦးမကကျူးသာကျေးဇူးတခင်မွေးမိခင်နေအိုးဒီစာတွေရွတ်ကောင်းတဲ့လင်္ကာတွေပြေးချိတ်လိုက်ပါတော့ မြခင်တော့တုံ့ငိုက်တက်လိုက်တီလိုက်ရပြီ။ရွရွအစဉ်ပြေသောစာရီထက်ခုလိုခုလိုငါတွေကပို၍အရသာရှိသည်ပို၍ထိခိုက်သည်ပို၍ပို၍နောင်ထရမည်သည်။မောင်ရဲ့မောင်ရဲ့မြဝန်းနေလိုက်တာမောင်ရဲ့ခုပြောပြောဆိုဆိုမြခင်ကဒီတခါတော့ပွင့်ပွင့်လင်းလင်းငိုချလိုက်တော့သည်။ဟင်ကလေးကဆုံးမလားကွာ။မောင်ဝင်းကမချီသည်အတန်တုံတုံရင်ရင်းနဲ့မိလိုက်တော့ကြောင့်ကလေးကဆုံးမှာဘူး။မြမိပါလေဆုံးကုန်လို့။ဤဝိထုဖြင့် ကျွန်တော်ဤမိပါကိုတောင်မကကဘာပေါ်ရှိမိပါတာဤဘုံကိုဖုခိုက်ပါနီတပါအိဆောင်မိင္နာကိုရွှေကာတတိုင်းရပါစေမိပါကျေစုကိုတက်ရှိစင်ကံဆင့်ပြကြပါစေနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရှင်ကျေစုတင်ပါရှင်ကျွန်တော်ကြွပါ